မင်္ဂလာပါရှင် PK Luna Story Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူမိုးထွန်းမကွေးရေးသားတဲ့ပါရမီရှင်မာသူရရဲ့ဒီတန်းနဲ့အတွဲတင်ဇာတ်လမ်းများထဲမှာ သူရနဲ့နေရီကန်စာဘလူးညင်အောင်ဆိုတဲ့ဇာလန်းလေးကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီဇာလန်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like ရယ် subscribe လေးနဲ့တူအသေးသေးလေးတင်နိုင်အမြဲတည်းစီဖို့အတွက်ဘေးနားအနိုဒီခေါင်းဆောင်လေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုလိုက်ပါစီရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်ဇာလန်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်မြေခကျူရရဲ့ရွာထိပ်မှာရှိတဲ့ဇေယျပေါ်မှာယောဂီဝါဆက်နဲ့လွယ်ဧကိုကြီးဘေးချာကတရားရှုမှတ်နေတဲ့လူနှုတ်ရှိပါတယ် အဲ့လိုနှစ်ဦးကတော့တခြားလူတွေမဟုတ်ပါဘူးမကောင်းသူပဲကောင်းသူကြဖို့အတွက်အထက်ပုဂ္ဂိုလ်ကြီးတွေအမိန်နဲ့ခொနည်းသားသမီးတွေရဲ့အခက်အခဲဒုက္ခတွေကိုကူညီဖို့နေရာဒေသပေါင်းစုံကိုလှည့်လည်သွားလာနေတဲ့အထက်လမ်းပညာရှင်ဥဒတဲ့နဲ့ဥဒကျော်ပဲဖြစ်ပါတယ်ပြီးတဲ့နောက်မြင့်ခကြီးရအတွင်းကနေပစိုးကိုကြားနာစာဝေပြီးလေကလို့အင်းကြီးလက်ရှိကိုခောက်ပြီးတော့ရှောင်းလန်းလာတဲ့လူငယ်တူဦးလည်းမြင်တွေ့လိုက်ရပါတယ်ရှောင်းလန်းလာတဲ့လူငယ်လေးကတော့သူရပဲဖြစ်ပါတယ်သူရကအင်းကြီးလက်ရှိကိုခောက်တဲ့ကား တရားထိုင်နေကြတဲ့ဥဒတိနဲ့ဥဒကျော်တို့အနောက်မှာရှိတဲ့ဇီရက်တိုင်ကိုမှီပြီးတော့ထိုင်နေပါတယ်။ထမင်းရိုးတလုံးချက်ခန့်ကြမှာတော့မြေတာဘုအမြဝေတန်နဲ့တို့ဥဒတိနဲ့ဥဒကျော်ကတရားထိုင်ဖြုတ်လိုက်ကြပါတယ်။အော်သူရတော်ရောက်နေပြီပဲ။ဟုတ်ဥဒတိဥဒတိတို့ကခေါ်တယ်ဆိုလို့ကျုပ်အလူကနေပြေးလာတာဗျ။ဒါနဲ့ဥဒတိတို့ကအလူမလာဘူးလား။မလာတော့ဘူးသူရရဲ့ဦးလီတို့ခီးထွက်စရာရှိလို့။ဗျာဥဒတိတို့ကလည်းဆမ်းမစစ်ဘုံမစင်ကြီးပါလားဗျ။ ဥရောအထက်ကအမိန့်ကြတာနဲ့တွားရတာဆိုတော့ဘယ်နည်းဘယ်ချိန်မှတွားရမယ်ဆိုတာတိတိကျကျမရှိဘူးအခုငါ့တူကိုခေါ်လိုက်ရတာကတော့ဥရောနဲ့လိုက်ခဲစေခြင်းနဲ့ဗျာဘာလို့လဲအဲ့ဒီအခါဥတကျော်ကဝင်ပြောပါတယ်ငါ့တူသူရာကဥလီရောနဲ့ပဋ္ဌာန်းဆက်ရှိတယ်ပါရမီကလည်းပါလာတယ်လို့ခုနှစ်ရက်သားသမီးတွေကိုကတင်ရမယ့်စာတားလေးပါလာခဲ့တယ်ကွဒါဆိုဦးလေးတို့ကကျုပ်ကိုပညာရေးသင်ပေးမှာပေါ့ဒါဘောကွာမင်းကဦးတို့တက်တဲ့ပညာဆရာစားမချန်သင်ပေးခင်မှာ ဒါပေမဲ့မင်းဘက်ကလက်ခံမှာဥရောပညာသင်မေးခွင့်ရှိမှာကွကျုပ်စဉ်းစားပြရစီုံဗျာငါ့တူစဉ်းစားပါဥရောကဒီနေ့ညကျရင်ခီးထွက်တော့မှာအဲ့လိုဥတာတီးပြောပြီးမှတော့သူကမြင်ခကြေးရွာတွေကိုပြောင်းဝင်လာခဲ့လိုက်ပါတယ်လူတွေကိုကဲ့တင်မဲ့ပညာကိုသူသိကျင်တယ်ဒါပေမဲ့အဘာနဲ့အမေကိုလည်းခွဲရမယ်တငယ်ချင်းနဲ့လည်းခွဲရမယ်သူကအလွန်အဝင်စဉ်းစားရခက်နေပါတော့တယ် အဲ့လိုနဲ့သူရရဲ့အမဝင်းကိုရနေယူခိုင်ရဲ့တားဖြစ်သူဖြူကန်းတော်ရဲ့ရှင်ပြုလူမင်္ဂလာလေးကအာအမြင်မြင်နဲ့ပြီးဆုံးသွားတဲ့ခါမှာတော့သူရလည်းအိမ်ကိုပြန်လာခဲ့ပါတော့တယ်။ခေါင်းထဲမှာတော့ဥတာတီတို့နဲ့လိုက်တင်မလိုက်တင်ကိုစဉ်းစားနေပါတယ်။သူရနေမင်းကြီးကလည်းပျောက်ကွယ်သွားခဲ့ပြီးတော့ညာရဲ့လာရအောင်လင်းလေးကမြေခကြီးရလေးပေါ်ကြာရောက်လာခဲ့ပါတယ်။သူရကအိယာထံမှာလူလိမ့်ကအချိန်တော်ကြာစဉ်းစားနေခဲ့တယ်။ပြီးတဲ့နောက်စုံမြတ်ချက်တစ်ခုကိုခြောက်က စားတောင်ရေးပြီးတော့ခေါင်းမော်တင်ထားခဲ့ကရွာထိပ်စီကိုထွက်လာခဲ့လိုက်ပါတော့တယ်။ရွာလန်းတခြားသူရတူဦးကလွယ်ပြီးဘသူမှရှိမနေပါဘူး။သူရကဆက်လက်ရှောင်းလန်းသွားရင်ရွာထိပ်ကိုရောက်တဲ့အခါမှာတော့လွယ်ရေးကိုစီလွယ်ကသူ့ကိုအသင်ဆောင်နေကြတဲ့ဥဒတိနဲ့ဥဒကြောင့်မြင်တွေ့လိုက်ရတယ်။တေချာစဉ်းစားပြီးပြီလားသူရ။ကျုပ်တေချာစဉ်းစားပြီးပါပြီဆရာတို့။ကျုပ်ရဲ့တယောင်စင်ကြိုးတွေကိုဖြတ်ပြီးဒီပညာနဲ့လူတွေကိုကဲ့တင်မှုဆုံးဖြတ်လိုက်ပါပြီ။ကဲဒါဆိုသွားကြစို့။ အဲ့လိုနဲ့သူရာဥဒတိနဲ့ဥဒကျော်ကိုဆရာဖြစ်တဲ့မြောက်ကအထက်လန်းပညာရက်တွေကိုတင်ဖို့လိုက်ပါလာခဲ့ပါတော့လေညာအချိန်ခါမှာခီးသွားကြရတာမလို့လမ်းကိုတက်ခွဲဆိုမမြင်ရပါဘူးဒါပေမဲ့အမောင်ထဲမှာအသားကျသွားကလာရဲ့အလင်းရံကိုအမိပြုတ်ပြီးတော့သွားလာကြတယ်အချိန်တော်ကြာခီးဆက်ပြီးတဲ့အခါမှာတော့ခြုံနယ်များဘေးမှပေါ်စွာပေါက်နေတဲ့ဇီရီပြက်တစ်ခုပေါ်မှာခီးတစ်ထောက်နားကြပါတော့လေဆရာတိရလွယ်ရည်ထဲကနေအင်းများတစ်ချက်ကိုထုတ်ခါမိရှုပြချလိုက်တယ် ပြီးရနောက်ရေဘူးကိုထုတ်ကသူရရဲ့ရှိကိုချထားလိုက်ပါလေကဲငါတပည့်မင်းကခုငါတို့ခိုင်းဝင်ဖြစ်တော့မှဆိုတော့စောင့်နေရမယ့်စီမင်းစီကံရှိတယ်အဲ့ဒါတွေကမွေးရစေတဲ့စီဝါအရေးအရက်နဲ့အသားငါလုံးဝမစားရဘူးသူများသားပြို့တမီးပြို့လည်းစိတ်နဲ့တော့မပြတ်မရဘူးငါးပါးတီလာကိုလည်းခါဝေးပစိုးကဲတို့မြဲရမယ်ဟုတ်ကဲဆရာဒီကျွန်တော်တေချာစောင့်နေမှမယ်အဲ့ဒီခါဆရာကျော်ကဆက်ပြီးတော့ပြောပါတယ်ပြီးတော့သူရအနေနဲ့ အားလက်တဲ့အခါမျိုးတွေမှာအင်းစမတွေရေးဆွဲရမယ်။တမာဒီအကောင်းမှုတရားမြတ်မြတ်ထိုင်ရမယ်။ဟုတ်စရာကြောကျွန်တော်မှတ်သားထားပါမယ်။ပြီးရင်တော့သူတော်ကို၅ဘာတီလာတိုင်းတွေကဂိုင်းဝင် အခြေခံအင်းနဲ့သစ္စာရည်ကိုတိုက်လိုက်ပါတော့တယ်။သူတော်ကိုဆရာတီမအခြေခံလေးကွအင်းစွန်းနီကိုတင်ပြီးကဆရာကြောမှလည်းတရားထိုင်မှုထိုင်နေစိတ်ညင်အောင်ပြုလုပ်နေအစဉ်စဉ်တော့အဲ့ဒီစီဒီပြက်ကလေးမှပဲတင် जा ပေးပါတယ်။ သူတို့ကနေဘက်အချိန်ကမှအင်းစမများရေးဆွဲနေပြီးညအချိန်ကမှတော့တရားထိုင်နေတတ်ပါလေအဲ့လိုပြုလုပ်တာငါးလကြာတဲ့အခါမှာတော့သူတို့ညဘက်တရားထိုင်နေတဲ့အချိန်မျက်လုံးနာကိုဆူရှားတဲ့အဖြစ်အရအလင်းနှံ့ကြီးကိုခန်းစားလိုက်ရတယ်ဒါပေမဲ့သူတို့ကအဲ့ဒီအလင်းနှံ့ကိုဥပခါပြုကစိတ်ကိုတည်ငြိမ်အောင် ပြုလုပ်လိုက်ပါလေပြီးရင်နောက်အဲ့ဒီအလင်းနှံ့ပျောက်ခွေသွားချိန်မှာတော့သူတို့ကလေတရားထိုင်ဖြုတ်ခါအိတ်ဆက်လိုက်ပါတော့တယ်အဲ့ဒီအလင်းနှံ့ဟာ မိုးထုံးကသူ့ရဲ့တပည့်နှစ်ဦးစီကိုလာရောက်သွားခြင်းဖြစ်ကြောင်းနောက်မှသိခဲ့ရပါတယ်။မနက်အာရုံတက်ချိန်ကိုရောက်တဲ့အခါမှာတော့သူတို့ရောတစုံတစ်ဦးကစိုက်ကြည့်သလိုခံစားရပြီးထားကြည့်မိတဲ့အခါမှာတော့နန်ဝင်းနန်းစားတွေနဲ့မင်းမပြိုနှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။သူတို့ကအဲ့ဒီမင်းမပြိုလေးနှစ်ဦးရဲ့အနာကိုရှောက်လန်းသွားလိုက်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့စီထဲမှာအဲ့ဒီမင်းမပြိုလေးနှစ်ဦးကအနေငယ်ထူးဆန်းနေတာကြောင့်ပဲဖြစ်ပါတယ်။ဒီဟာအမားတို့ကဖျားလာဖူးကြတာလားဗျ။ဟုတ်ပါတယ်ဆရာလေး။ ကျမကိုလည်းဖျားလာဘူးရင်ဆရာလေးတို့လည်းအခုညစ်တောင်းဆန်ရှိလို့ပါ သူကသူ့ကိုဆရာလို့အခေါ်ခံလိုက်ရလို့အနေငယ်ဆုံးရသွားတယ်အဲ့ဒီအချိန်မှာပဲဆရာတော်ကသူရဲ့ဘီကိုရောက်လာပါတော့တယ်ဥစ္စာဆောင်ညီမနှစ်ယောက်ကကျုပ်တပည့်လေးကိုမြှုပ်ဆွဲဖျားယောင်းနေရတော့မဟုတ်ပါဘူးနော်သူကမှဆရာတော်ပြောစကားအရအဲ့ဒီမိမိပြိုလေးနှစ်ဦးကဥစ္စာဆောင်ညီမတွေမှတည်သွားခဲ့ရလို့အံ့ဩသွားခဲ့တယ်ဆရာတော်ကရွှေနှစ်နောက်ပြောလိုက်ပြီမလဲအဲ့ညီမနှစ်ယောက်ရဲ့မျက်နှာမကောင်းတော့တော့တတိထားမိသွားပါတယ် သင်တို့ကအကူအညီလိုနေပုံရတယ်ပြောပါကျုပ်တို့တဆက်သမျှကူညီပေးပါမယ်ဒီလိုပါဆရာကျမတို့ညီမနှစ်ယောက်ရဲ့တိုက်နှံမှာဘေးကရောက်လာမှမသိတဲ့ဘလူးညီနောင်ကအပိုင်စီလိုက်ကြပါတယ်ဘလူးမင်းကလေးတို့ရဲ့သင်တို့တိုက်နှံကအပိုင်စီခံနိုင်ရတယ်ဟုတ်ပါမလားတကယ်ပါဆရာကျမတို့ညီမနှစ်ယောက်ရဲ့တိုက်နှံကအပိုင်စီခံနိုင်ရတာပါ နားရှိလို့သာကြားရတယ်တခါမှမတွေ့ကြုံမှုခဲ့ဘူး လွန်ခဲ့တဲ့ရက်နေ့ကတော့ကျွန်မတို့တိုင်နယ်အပြင်ဘက်ကနေအတံမလန်နေတိုက်ရလို့ထွက်ကြည့်လိုက်တဲ့အချိန်မှာအလွန်ဆိုးသွားပြီးတော့ခက်တဲ့နယ်ဘလူးတွေကိုတွေးလိုက်ရပါတယ်သူတို့ကဒီတိုင်နန်းဆိုရင်တိုက်ချုပ်ဖို့ဘူးကြီးမသိနိုင်ဘူးလို့ပြောပြီးအတင်းဝင်လာပါလျော်တင်းတို့ကမတားကြဘူးလားကွကျွန်မတို့ကတားပါတယ်စရာဒါမဲ့ကျွန်မတို့ညီမတိုင်နန်းကအဆောက်အသင့်မရှိပါဘူးတကူအဲ့ဒီအနေချင်းသာရှိတဲ့အဆောက်လောက်ပဲရှိသေးတာပါပြီးတော့အဲ့ဒီဘလူးတွေကတကူအတော်တန်ကြီးကြပါတယ်စရာอืม တိုင်နန်ကလည်းအဆောင်သိပ်မရှိဒီဘလူးညီနောင်ကလည်းတကိုးကြီးတယ်ဆိုတော့တိုင်နန်ကိုအပိုက်စည်းခံထားရတာကြုတ်ယုံပါပြီကျုပ်တို့ဒီကိစ္စကိုဖြေရှင်းပေးပါမယ်ဟုတ်ကဲ့ဆရာကျမတို့ပြန်ခွင့်ပြုပါအောင်အဲ့ဒီဘလူးညီနောင်တေးမူပြီးအဲ့ညီတို့ထွက်လာရတာမလို့ပါကောင်းပါပြီဗျာကျုပ်တို့တင်းတို့တိုင်နန်စီကိုနောက်ကလိုက်လာခဲ့ပါမယ်ကျေးဇူးကြီးလာပါတယ်ဆရာသွားပြီနော်ဆရာလေးအဲ့ဒီတိုင်နှဲချင်းမင်းမပြို့နှုတ်ကဆရာကျောင်းတို့လေသူတို့တို့လေနှုတ်ဆက်ခါပြန်သွားပါတော့လေပြီးတဲ့နောက်သူတို့မှာ ဆရာကျော်ကိုတိလို့တဲ့အကြောင်းအရာမေးပါတော့တယ်ဆရာကျော်ဒီကိစ္စကတော်တော်ထူးဆန်းနေမထင်မိဘူးလားထူးဆန်းတာပေါ့သူရရဲ့တိုင်နှံကိုဘလူးပိုင်စီခံရတယ်ဆိုတာတာမန်လူကိုပြောရင်ယုံလိမ့်မယ်မထင်ဘူးကွာကျွန်တော်အံ့ဩမိသွားတယ်ဆရာကျော်ဒါနဲ့ဆရာကျော်တိုက်ချုပ်ဖို့ဘိုးကြီးကဒီတိုင်နှံအပိုင်စီခံထားရတယ်ဆိုတာမသိဘူးလားဗျအော်ငါတပည့်ရေတိုက်ဆိုတာမျိုးကတခုနှစ်ခုရရှိတာမှမဟုတ်ပေဘဲကွာ တိုင်ပေါင်း69မျိုးရှိတဲ့အနက်ဒီလိုတိုင်ငယ်မျိုးကိစ္စတွေကြောင့်မသိနိုင်ကြဘူးလေကွာဟုတ်ဆရာကျော်သူရနဲ့ဆရာကျော်တို့စကားပြောနေတဲ့အခိုင်ဆရာတီးကနိုးလာပါတယ်ဒီဆရာတပည့်နှစ်ယောက်ဘာတွေစကားကောင်းနေတာတော့ဒီလိုကိုတာတီးရေလို့အစာကြီးကဆရာကျော်မတိုင်နှန်းချင်းညီမနှစ်ယောက်ရဲ့အကြောင်းကိုအစာဆုံးပြောပြပါတော့တယ်ဆရာတီးရဲ့အမှုရာလေအံဩချင်းအမှုရာဖြစ်သွားခဲ့ပါတယ်အဲ့လိုကိစ္စမျိုးဟာဆရာကျော်နဲ့ဆရာတီးမှာမကြုံတွေ့ခဲ့ဘူးတာကြောင့်လည်းဖြစ်ပါတယ် ဲ့လိုနဲ့သူရင်နေမင်းရဲ့အလင်းရောင်ထပ်ပေါ်လာတာနဲ့ဆရာဒီနဲ့ဆရာကျော်ကလွယ်ဲကိုစီကောက်လွယ်ခဲ့ကြတယ်။ပြီးရနောက်သူရဟောပင်ယောဂီဝန်ဆက်တစုံထုတ်ပေးကဝစ်စီခဲ့ပါတယ်။ဆရာတပည့်သုံးလို့ယောဂီဝန်ဆက်ကိုစီနဲ့တော်လန်လေးအတိုင်းရှောင်းလန်းပြီးတော့လာခဲ့ကြတယ်။ထမီယိုတလုံးကြက်ခန့်ကြမှာတော့ကြောက်ပူရီတကူကိုမြင်တွေ့လိုက်ရတယ်။ဆရာဒီဒါကတိုင်နန်းလားဗျ။တိုင်နန်းရဲ့ပထမစီးလို့ခေါ်တယ်ကွာ။ဒီကြောက်ပူရီကိုတော်မန်လူဝင်သွားပြီးအဆုံးမှာနေရန်တစ်ခုကိုပဲတွေ့ရလိမ့်မယ်။ ငါတို့လိုပညာတစ်ခုတက်မြောက်ထားတဲ့သူမျိုးတွေကတော့အဲ့ဒီနေရာကိုတိုက်တကားမှမြင်ကြရတယ်။အော်အဲ့လိုလား။ဒါဆိုကျွန်တော်မြင်ရပါမလားဆရာတီ။မင်းကအင်းရေးဆွဲတာလည်းအတော်ပေါင်းမြောက်နေတယ်လို့တမာရီကလည်းအတော်ကောင်းနေခဲ့ပြီ။ဒါကြောင့်မင်းမြင်နိုင်ပါတယ်။အဲ့လိုပြောပြီးမှတော့တောက်ကူတွေကိုဝင်လာခဲ့လိုက်ကြတယ်။တောက်ကူအတွင်းကိုဆက်လက်ရှောင်းလန်းသွားရင်အပြင်းစည်းလို့ခေါ်တဲ့တပတ်ကြီးလေးကိုပေါ်လာခဲ့ကြတယ်။ဒါပေမဲ့ရံပြူကြီးအလင်းမရှိဘဲနဲ့လက်အုပ်ချီလေးကဘေးကိုကပ်ခါလမ်းဖယ်ပေးကြပါတယ်။ ပြီးရင်တော့ဂူဆုံးအောင်ရောက်မှာတော့ရွှေရောင်နဲ့တဖိဖိတောက်နေတဲ့တိုက်တကားကြီးကိုမြင်တွေ့လိုက်ရတယ်။ဆရာကျော်ကတိုက်တကားနဲ့ဆယ်ပြေကွာကိုတွားရောက်ရက်ခါအမိတ်အာနာဇနဲ့ဘလူးညိနာကိုဆင်းခေါ်လိုက်ပါတယ်။ပထမထွက်ရောက်ပေါ့ပုဂ္ဂိုလ်ကြီးများနဲ့နတ်မင်းကြီး၄ပါးအမိတ်ငါအမိတ်ဤတိုင်နန်းကိုမောင်မိုင်ဆင်းနှင်းထားတဲ့ဘလူးညိနာအခုချက်ချင်းတိုက်တကားအပြင်ကိုထွက်လာစီအာခိုင်ရင်တကြမင်းရဲ့၄စစ်တီတော်ငါးဦးကမိများများနဲ့ပြစ်စီ ဆရာကျော်အမိအာနာဆက်သုံးမိတဲ့ခဏကြာမှာတော့တိုက်တကားဝုံကနေမြည်ပြီးတော့ပွင့်သွားခဲ့ပါတယ်။အထဲကနေလေအရာပြိုးပြပြဝေးယုံနေနေဘလူးညီနောက်ထပ်ပေါ်လာခဲ့တယ်။သူတို့ရဲ့လက်ထဲမှာလည်းမိများကိုစီကိုင်ထားကြပြီးတော့ချိုးပလိုက်ကြပါတယ်။လော်ခီဆရာလူသားတူဟာငါတို့လိုနတ်ဘလူးညီနောက်ကိုလေးစစ်တီတော်များနဲ့ပြစ်ခိုင်းရတယ်လို့အခုတော့လေးစစ်တီတော်တွေရဲ့များတွေဟာနှစ်ဘူးတည်းတည်းကိုပြစ်တာနော်။ညီတော်တို့ကသူတို့ရဲ့ထံမြန်လို့သာမျှားတွေကိုဖမ်းလိုက်နိုင်တာ။ မဟုတ်ရင် အသက်တည်ဝရရှိမယ်။ညီတော်ကလည်းဒိုးရီကညှချက်လောက်နဲ့တေးနိုင်ရင်ကောတံမဏိခန္ဓာကွယ်ဒိုးရဲ့ခန္ဓာတွေကဘလူးညီနောင်ကသူတို့ချင်းချင်းပြောနေကြခြင်းပဲဖြစ်ပါတယ်။ဟဲ့ဘလူးညီနောင်တင်းတို့ကအဘဲကြောင့်ဒီတိုင်နန်းကိုမောင်မောင်စီးနှင်းထားရတာလေ။တင်းကသိကျင်မှတော့ကျွန်ုပ်ကလည်းပြောပြရမှာပေါ့။ကျွန်ုပ်တို့ညီနောင်ကတကြမင်းရဲ့နှဲ့ရည်ကံကိုစောက်ရတဲ့ဘလူးညီနောင်ပဲ။တနေ့တော့နှက်ပြီမှာပွဲတော်တခုကျင်းပါတယ်။နှစ်တိုင်းလိုလိုပျော်ပါနေကြတဲ့အချိန်မှာ ကျုပ်တို့ညီနောင်ကရေခမ်းစောက်နေရတာအဲ့ဒါကိုမကြေနပ်လို့ကျုပ်တို့ညီနောင်လူပြည်ကိုဆင်းပြေးလာပြီးဒီတိုင်နှမ်းမှာ နေနေရတာပဲတခြားတိုက်ကြီးတွေမှာသွားနေရင်တိုက်ချုပ်ပပိုးကြီးကတိပြီးတော့တခြားမင်းကိုတတ်တိုင်မှာဆိုလို့အခုလိုတိုင်းငယ်မျိုးမှာနေရချင်းဖြစ်တယ်တင်းတို့ဘလူးညီနောင်အတွေ့တွေလွဲမားနေရန်ကောမြင်းမြန်လာတဲ့တခြားမင်းနဲ့ရေခမ်းကိုစောက်ရတယ်ဆိုတာအင်မတန်မှကုသိုလ်ထူးလာတယ်တာဝန်လည်းကြီးလာတယ်အဲ့ဒီပွဲတော့သာပြီးသွားခင်အတင်တို့တခြားမင်းကမြောက်စားချင်းပြုတ်မယ်ဆိုတာ ကျုပ်အာမခံရတယ်။ယခုတင်းတို့ကတာဝန်ပြက်ကွက်မှုနဲ့တဘာသူတိုင်နန်းကိုကျူးကျော်သိမ်းပိုက်တာကြောင့်တင်းတို့အတွက်အပြစ်ဒဏ်သာရပြီတော့မယ်။အိုးလောကီဆရာလေးကျွန်ုပ်တို့တင်းအပြစ်ပေးမလို့လား။ကျွန်ုပ်တို့ကကြောက်ပါလေ။ဘလူးညင်းအောင်နဲ့မှအကိုဖြစ်ရန်တူတဲ့ဘလူးကလောင်ပြောင်ရီမွန်းလိုက်ခြင်းပဲဖြစ်ပါလေ။ပြီးရဲ့နောက်ညီတော်ဖြစ်တဲ့ဘလူးကအရှိကိုဒူးလာကဆရာကျော်ကိုတန်လန်းနဲ့ပိုင်ရင်အပြေးနှင်လာခဲ့ပါလေ။ ဆရာကျော်ကလွေထဲကနေအင်းတစ်ချက်ကိုထုတ်ကာပုံခံပြီးတော့ဂါရာတပုတ်အမြန်ရုပ်ပြီးလေပေါ်ကိုပြည့်တင်ပြီးမှတော့အင်းဆောင်ပုတ်ကိုလေပါပေါ်လာခဲ့ပါတယ်။အဲ့ဒီအင်းဆောင်ပုတ်ကိုတွေကအပြေးဝင်လာတဲ့ဘလူးကိုတားစီကတိုက်ခိုက်ကြပါတော့တယ်။ညီတော်ဖြစ်တဲ့ဘလူးကလည်းအင်းဆောင်ပုတ်ကိုလေးဦးနဲ့ရင်ဆိုင်ရမယ့်ဖြစ်ကို တွေးမိတာကြောင့်အကူတော်ဖြစ်တဲ့ဘလူးကလည်းရှုံးနေမှာဆိုပြီးသူ့ဘာဝင်တိုက်ခိုက်ပါတော့တယ်။ ဘလူးများနဲ့အင်းဆောက်ပုပ်ကိုတွေတိုက်ခိုက်နေတဲ့အခါဆရာဒီမှလည်းအင်းချက်ထုတ်ပြီးတော့ဘလူးတွေထံကိုပြစ်သွင်းလိုက်တယ်။အင်းချက်လေးကညီတော်ဘလူးရဲ့ကြိုးအနောက်ဘက်အရောက်မှာတော့အင်းချက်ထေကနေရွှေရောင်တောက်တဲ့ကျိုးမြင့်လေးတွေထွက်လာကရေပတ်ချီနှောင်လိုက်ပါတယ်။ညီတော်ဖြစ်တဲ့ဘလူးကအတင်ယုံနေပေမဲ့လေကျိုးတွေကပြတ်ထွက်မသွားဘဲနဲ့အသားလေးတို့ပဲနှိမ့်ဝင်သွားပါတယ်။ညီတော်ဖြစ်တဲ့ဘလူးအချုံနှောင်ခံထားရတာကိုအကိုတော်ဖြစ်တဲ့ဘလူးကတွေးမြင်လိုက်ရတဲ့အခါအမျက်ချောင်းချောင်းထွက်ပြီးအင်းဆောက်ပုပ်ကိုတွေကိုတဒဆက်တိုက်ခိုက်ပါတော့တယ်။ အင်းသောပုံကိုလေးပါကဘလူးရဲ့တန်လျှင်အောက်မှာပဲပြောက်ခွေသွားကြကုန်ပါတယ်ပြီးရင်နောက်ဘလူးဟာသူတို့ရဲ့ညီတော်စီကိုသွားကကျိုးတွေကိုဖျက်ပေးပါတယ်ဒါပေမဲ့ရွှေရောင်ကျိုးမြင့်နေကမပြတ်တဲ့အပြင်ပိုလို့ပင် တင်းကျပ်လာပါတယ်အာအကိုရောမလုံးနဲ့ကျိုးကပိုပိုတင်းလာပြီငါရဲ့ညီတော်ကိုချုံနှောင်ထားတာအခုဖြီးပေးစားဖြီးမပေးရင်တင်းတို့သုံးရက်အသက်ကိုငါယူရလိမ့်မယ်ဟဲ့ဘလူးတင်းရအတော်ကိုမောက်မှရိုင်းဆိုင်နေပါလား ငါတို့အားတင်သက်လို့ရမယ်ထင်ကလာတက်လေ CRD မှပြောလိုက်ခြင်းပဲဖြစ်ပါလေဘလူက CRD ကိုဒေါသတကြီးကြီးကအပြေးလာပြီးတော့တန်လန်းနဲ့ခေါင်းတည်းကိုခုတ်လိုက်တဲ့အချိန်မှာတော့ချွန်းဆိုတဲ့အတန်နဲ့တူဒါနလက်ကကာပေးလိုက်ပါလေဘလူကအနောက်ကိုခြေလန်းသုံးလန်းခန့်ဆုပ်သွားကခြေလိုက်တဲ့အခါမှာတော့ရင်မန်းမှာပေါ်လာနေစည်းထားကဒါနလက်ကိုစီကိုင်ထားတဲ့နတ်နှစ်ပါးကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီနတ်နှစ်ပါးမင်းကြီးမင်းလေးပဲဖြစ်ပါလေ မင်းကြီးမင်းလေးကဘလူးထောင်အပြေးဝင်ကတိုက်ခိုက်ပါတော့တယ်ဘလူးကလေသူ့ဘော်ကိုကြောက်ရောက်လာတဲ့ဓာတ်ချက်တွေကိုတက်လန်းနဲ့လိုက်ကာနေပါတယ်ဒါပေမဲ့ကြာကြာမခုခံနိုင်ပါဘူးမင်းကြီးခုတ်လိုက်တဲ့ဓာတ်ကိုကာမဲ့အချိန်မှာမင်းလေးရဲ့ဓာတ်တစ်ချောင်းကသူ့ရဲ့တန်လျက်ကိုဖျက်ဝင်လိုက်တာကြောင့်တန်လျက်ကမြေပြင်ပေါ်ကိုကျသွားခဲ့ပါတယ်တန်လျက်အောက်ကိုကျသွားတာနဲ့မင်းကြီးမင်းလေးရဲ့ဓာတ်တွေကဘလူးရဲ့ခန္ဓာကိုယ်ပေါ်ကိုအသီးသီးချိန်ရထားကြပါတော့တယ်ဘလူးကအញ្ញန့်ခံတဲ့ပုံစံမျိုးလောက်ကမြေပြင်ပေါ်ထူထောက်ချလိုက်တယ် ပြီးရနောက်ဆရာဒီမှာဆံရပညာတွေကိုခေါ်ကဘလူးညိနောင်အနှံ့လိုက်ပါတော့ရေဆံရပညာနဲ့တွေကဘလူးညိနောင်ကိုချုံနောင်ပြီးတော့ဖမ်းခေါ်သွားတဲ့အခါမှာတော့တိုင်နန်းရှင်ညီမနှစ်ဦးကတိုင်နန်းနေရနေထွက်လာကြပါတော့ရေဆရာလေးတို့ကိုကြီးစုတင်ပါတယ်မဟုတ်ရင်ဒီဘလူးတွေဘယ်အချိန်ထိကျမတို့တိုင်နံကိုမောင်မိုင်စီးထားမယ်မသိဘူးရပါတယ်အမီတို့ကျုပ်တို့ကလည်းကုညီတဲ့နယ်ထင်လို့ပါတော်ခွင့်ပြုပါအောင် ဆရာကျော်နဲ့ဆရာဒီမှာကြောက်ခုအပြင်ဦးတီကထွက်လိုက်ကြပါမယ်။သူကတော့တိုင်နှက်ရှိညီမနှုတ်ကိုစိုက်ကြည့်ရင်ရက်နေခဲ့ပါတယ်။အဲ့ဒီအရာကိုတည်တဲ့ဆရာဒီကနောက်ကိုပြန်လှည့်လိုက်တယ်။ကျေးဇူးရှိလို့ကျေးဇူးကမ်းမလို့လားအမီတို့။ကျုပ်တပည့်ကိုစိတ်ညူတာဖြီးပေးလိုက်ပါ။တောက်တောင်းမမာတယ်ဆရာဒီဆရာလေးရဲ့တမာဒီအားကိုဆက်မှတ်ချင်လို့လုံးမိတာပါ။သူကအဲ့ဒီခါမှသာလင်အသီးစိတ်ပြန်ဝင်လာကဆရာဒီရဲ့အနာကို ပြေးခက်လိုက်ပါတော့တယ်။ကျုပ်တို့ကိုတွားခွင့်ပြုပါအောင်။အဲ့လိုပြောက ၊ CRD ၊ CIA ကြောင့်နဲ့သူတို့ကတောက်ခုအပြင်ကိုထွက်ခဲ့ကြပါတော့တယ်။ပြီးရနောက်ခီးဆက်သွားရင်ထမင်းရုံငါးလုံးချက်ခန့်ကြမှာတော့ရွာတရာထိတ်ကစီရက်ပေါ်မှာခီးတစ်ထောင်နားကြပါတော့တယ်။နေမင်းကြီးကလည်းပြောက်ွက်လူစဲစဲဖြစ်နေခဲ့ပါတယ်။သူတို့ကတရားထိုင်မလို့လှုပ်လိုက်တဲ့အခါနားထဲမှာမလာနဲ့မလာနဲ့လို့အော်တန်တစ်ခုကိုကြားလိုက်ရပါတော့တယ်။အခုနားဆင်နေရတဲ့ဇလန်းလေးကတော့သူရနဲ့နှဲ့ရီကန်ဆောက်ဘလူးညီနောင်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ နားဆင်အားပေးနေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်